ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းငလီရင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း82ကြိမ်လှုပ်ဆောင်ခဲ့ပြီးတော့ ်ပြည်သူစုစုပေါင်း105ဦးတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ28ရက်နေ့ကအင်းအပြင်းနဲ့သခိုင်းငလင်ကြီးလှုပ်ခတ်ပြီးတဲ့အချိန်ကစတင်ပြီးတော့အေပီလ17ရက်နေ့အတွင်းမှာအချက်မဲ့စစ်တပ်ကသခိုင်းမကွေးဘကိုးမန္တလေးကရင်နီရှမ်းချင်းအေရဝတီကချင်ကရင်မွန်နဲ့ရခိုင်တို့မှာလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုများဆက်လက်ပြီးတော့ကျူးလွန်ခဲ့တယ်လို့သိရပါဗျ။အချက်မဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု82ကြိမ်အတွင်းမှာပြည်သူစုစုပေါင်း105ဦးသေဆုံးခဲ့ရတာက တရနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အချက်မှစစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေရဲ့နေအိမ်84လုံးပျက်စီးခဲ့ပြီးတော့စာတင်ချောင်း3ချောင်းလည်းပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်လက်နက်ကြီးနဲ့ပစ်ခတ်မှုအကြိမ်အေးအတွက်ပေါင်း30ကြိမ်လုဆောင်ခဲ့ပြီးတော့လက်နက်ကြီးကြောင့်ပြည်သူ6ဦးသေဆုံးကအယောက်30ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လက်နက်ကြီးရဲ့ဒဏ်ချောင်းနေအိမ်စုစုပေါင်း21လုံးပျက်စီးပြီးဘာသာရေးအဆောက်အအုံ2လုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ ့ NUG အစိုးရအနေနဲ့လူသားချင်းစာနာထောက်ထားမှုအခွင့်အရေးတွေကိုဖြစ်ဖြစ်ရောက်ရောက်ပေးနိုင်ဖို့ခုခံကာကွယ်စစ်ကလွဲပြီးထိုးစစ်တွေအလုံးခိတရက်တက်မှုကိုမတ်လ30ရက်နေ့မှာစတင်ခဲ့တယ်ဆိုတာဟာမတ်လ26ရက်နေ့ကတည်းကထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ် အချမ်းမဆက်တက်ကအပြည့်ခတ်ရဆဲရေးကိုအေပီလာ၂ရက်နေမှာကျင်းပခဲ့ပေမဲ့တကယ်လက်တွေ့မြေပြင်မှာတော့ပြည်သူတွေကိုဥတီပြီးတော့လေကြောင်းကနေတိုက်ခတ်မှုတွေလက်နက်ကြီးတိုက်ခတ်မှုတွေစစ်ကြောင်းထုံးဝင်ရောက်ပြီးတော့ပြည်သူပိုင်းပစ္စည်းဥစ္စာများကိုမိရှုပ်ဖျက်ဆီးပြီးတော့ယူဆောင်သွားတာတွေကိုငလျင်ဘေးတင်တဲ့ဒေသကပြည်သူတွေအပါအဝင်နိုင်ငံအနှံ့တော်တော်များများမှာဆက်လက်ပြီးတော့ကျူးလွန်နေတာကိုတွေ့ရပါတယ်လို့ NUG ဝင်ကြီးဒေါက်တာဝင်းမြတ်အေးကသတင်းစာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်ဒါအပြင် 我连皮着，奈个那个个掏半条的过年棉鞋，那个来做棉棉毛，啊，露一手皮度棉穿个，皮厚的半毛毛棉，要是硬，还能干到毛棉细里边着。奈个那个个过年棉鞋，皮度棉布，啊，过年皮面上，里头打开毛包围，皮度棉布，只怕变来打开毛棉着。 အထောက်ပံ့ဖြစ်သွားမှာကိုအလေးနဲ့သတိထားပြီးတော့တားဆီးရန်လိုအပ်တယ်လို့၎င်းကဆက်လက်ပြောပြထားပါတယ်။ငလျင်ဘေးနဲ့ပတ်သက်ပြီးတော့လေ NLD အစိုးရလက်ထက်မှာတော့တဘာဝဘေးနဲ့ပတ်သက်ပြီးတော့ကြိုတင်စီစဉ်မှုများကိုဆောင်ရွက်ခဲ့ပြီးအမျိုးသားအဆင့်မလျင်ဘေးအနေနဲ့ကြိုတင်ပြင်ဆင်ရေးနဲ့တုံ့ပြန်ရေးစီမံချက်များမြန်မာနိုင်ငံဘေးအနေအကြောင်းထိခိုက်ဆုံးရှုံးနိုင်တဲ့ချော့ချရေးစီမံချက်များကို2019ခုနှစ်နဲ့2018ခုနှစ်ကတည်းကရေးဆွဲအကောင့်ထဲပို့ခဲ့တယ်လို့သိရပါဗျ။တဘာဝဘေးအနေအရာတွေကြုံလာခဲ့တဲ့အချိန်မှလည်းအရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်မုံငွေတွေကိုလည်းတီးတန့်ထား